အာကျွန်တော်တို့နှုတ်ကပတ်တော်ကျမ်းနာပြည့်နောက်ပိုင်းမှာဒီအာဖရာရဲ့ကောင်းမြတ်ကြောင်းပေါ့နော်ကျွန်တော်တို့ရဲ့တက်တာလေးမှာဖရာရဲ့ကောင်းမြတ်ကြောင်းလေးကိုတက်တက်ခံပေးဖို့ဖိတ်ကြားတဲ့ဆရာတို့ပုံမှာခြေယူများရှိတင်ပါတယ်လို့အာကျမ်းပိုင်နှစ်ပိုင်လေးကျွန်တော်ဖတ်ပါမယ်ဒီကျမ်းပိုင်လေးနဲ့ပဲကျွန်တော်တက်တက်အာခံရင်းနဲ့အင်္ဂလိပ်လိုတော့ ပူကျွန်တော်ကြိုက်တယ်ဒါပဲ။အာမြန်မာလူပဲ။ယေရမိအခန်းကြီး29အခန်းငယ်17လေးကိုရင်ဖတ်ပါမယ်။ယေရမိအာနာဂတိကျမ်းအခန်းကြီး29အခန်းငယ်17တဖန်မင်းတော်မူဒီကငါဒီတင်တော့ကိုအကျူနေစင်ချင်းကကျန်စီတော့အကျံမဟုတ်ပဲတင်တော့တင်တော့ဒီ ငါမျှော်လင့်သောအကျူးကိုရမယ်အကြောင်းငင်ဝတ်စေခြင်းဟာဒါတင်တို့အဖူကြံစီသောအကြံကိုငါသိကျွန်တော်ဂျမားတို့ရဲ့အသက်တာမှာကျွန်တော်ဂျမားတို့ရဲ့နေစဉ်ဘဝတလျှောက်လုံးအသက်တာမှာကျွန်တော်ဖျားသခင်ကသူ့ရဲ့အကြံစီရှိတယ်ဆိုတာလေးကိုကျွန်တော်တည်တည်ခံပေးချင်ပါတယ် အပြီးတော့ဒုတိယအနေနဲ့ဒီဆန္ဒအခန်းကြီး34ရှေ့လေးကိုတဖန်ပြန်ဖတ်ပါမယ်ထာဝရထာဝရဘုရားဒီကောင်းမြတ်တော်မူသည့်အကြောင်းကိုမြည်ဆန်း၍တိမတ်ကြလောကုရောကိုခူလုံသောသူဒီမင်္ဂလာရှိရှာတော့မပြောတော့ဘူးကျွန်တော်နှုတ်ခွလေးပြောချင်ပါတယ် ျွန်တော်ရဲ့အသက်တာက2004မှာပြောင်းလဲတယ်လို့ပြောရမှာပေါ့နော်2004မှာမပြောင်းလဲခင်ကားကြတော့ကျွန်တော်ကအရက်တောက်တယ်အာကျွန်တော်မလုပ်တာကဘင်တခုပဲရှိတယ်အာကျွန်တော်ရဲ့ဆရာဆရာမတွေကျွန်တော်ရဲ့ဒီစေတန်းကဆရာဆရာမတွေကလည်းအခုဒီနေ့ဒီချိန်မှာသူတို့ကဘာပြောတာလဲဆိုတော့ဟာဗန်လျန်နဲ့ မင်းကဒီလိုမျိုးဖြစ်လာမယ်လို့ကျွန်တော်ကျမတို့ဘယ်တော့မှအစင်းလဲမစင်စားဘူး။ယုံလဲမယုံနိုင်ဘူးပေါ့နော်သူတို့ပြောကြတယ်။ဆိုကျွန်တော်ရဲ့တက်တာမှာဘာလို့မင်းသွားတာလဲဆိုတော့ဖခင်ကတကယ်ရှိပါမလားပေါ့နော်ကျွန်တော်စေတန်းတက်တုန်းကအရင်တောက်တဲ့ချိန်ပေါ့နော်တကယ်ဖခင်ကရှိပါမလားကျွန်တော်ယုံကြည်သူတွေခရိယန်တွေယုံကြည်တဲ့ဖခင်ကတကယ်အသက်ရှင်ပါမလားပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကြားဘူးတာ ဘုရားသင်ရအသက်ရှင်နေချစ်ချင်းမြတ်တာနဲ့ခုနလည်းကျွန်တော်ဒီနှုတ်ကပတ်တော်ကျမ်းလာတာပေါ့နော်ဒါမဲ့တခါတလေကျတော့အပြင်မာလေတယောက်နဲ့တယောက်ရင်းပွားတာတွေအများကြီးကျွန်တော်မြင်ဖူးတယ်ဆိုတကယ်ဘုရားကရှိပါမလားပေါ့နော်ကျွန်တော်ဘုရားကိုရှာနေတာရှာနေတော့ကျွန်တော်ဘယ်မှာတွေ့ရလဲဆိုလို့ရှိရင်တမာတရားကျွန်တော်ဗမာလူတမာတရားဆိုတဲ့ထုတ်ကပတ်တော်မှာတင်းတို့ဒီမေမုံကနေဖန်ဆင်းမှာမေမုံထဲကိုပြန်သွားမယ်ဆိုတဲ့ ျမ်းပိုက်လေးကကျွန်တော်ရဲ့အသက်တာကိုပြောင်းလဲစေခဲ့ပါတယ်။ကျွန်တော်တို့ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ဟိန္ဒူမွတ်စလင်ခရစ်ယာန်ဘယ်ဘာသာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီတနေ့နေ့ကြံ့ရင်မင်းမှုထည့်ပြန်သွားရမှာပဲ။ဒါလောက်မှန်ကန်တဲ့တမန်တော်ကဘေးစာအုပ်ပေါ်မှာမှမရှိဘူး။ဘုရားသခင်ရဲ့နှုတ်ကပတ်တော်မှာပဲရှိတယ်ဆိုတော့ကျွန်တော်မြင်မင်းတို့ကျွန်တော်2000 2005မှာကျွန်တော်ကျန်းစာကြောင်းတက်တယ်။ကျန်းစာကြောင်းတက်တော့ဘုရားသခင်ရဲ့ကျွန်တော်ပုံမှာအကျဉ်စီက ဘယ်ဟာလဲဘာလဲပေါ့နော်ကျွန်တော်ပုံမှန်စဉ်းစားမိတယ်တနေ့တော့ကျွန်တော်ကျန်းစာကြောင်းတက်တဲ့ချိန်ဒီတတိယနှစ်မှာပေါ့နော်ကျွန်တော်မှာဘောဖင်ဘောဖင်ဝယ်ဖို့ပတ်စံဒီအိန္ဒိယပတ်စံ၅ချက်ပေါ့နော်၅ချက်လေးမရှိဘူးဒါပေမဲ့ကျွန်တော်ဘေးနားမှာကျွန်တော်တငယ်ချင်းတွေအများကြီးပဲတကယ်လို့မြတ်ကျွန်တော်တို့ကိုတောင်းမယ်ဆိုလို့ရှင်လည်းတို့ကပေးမယ်ဆိုတာကျွန်တော်သိတယ် ဒါပေမဲ့ကျွန်တော်ရဲ့တက်တာထဲမှာပါလဲဆိုဘုရားသခင်ရဲ့ agency ရှိတယ်ဆိုတာကိုကျွန်တော်နားလေတယ်ပြီးတော့ကျွန်တော်ဘာကိုသတိထားမိတာလဲဆိုတော့ဒီကျွန်တော်ဆာလံကျမ်းအခန်းကြီး38အခန်းရဲ့ရှင်းနဲ့ကိုးမှာပါလဲဆိုဘုရားသခင်ဘုရားအထောင်ရဘုရား၌ခလုံးချင်းနေလူကူကူးစားခြင်းတဲ့တာရွေးကောင်းနေတယ်ထောင်ရဘုရား၌ခလုံးချင်းနေမင်းကူကူးစားခြင်းတဲ့တာရွေးကောင်းဆိုတာကျွန်တော်သိတယ်ဒီနေ့တော့ကျွန်တော်ဒီအာစနေနေ့ သူလိုမျိုးမိသားရောက်ဖွဲ့တဲ့ချိန်လေးမှာအာဆီနီယာတမားမင်းခွန်းလေးတခုမေးထားပါတယ်။ဒါကတော့ပုံမှန်ကျွန်တော်လုပ်တဲ့ဥစ္စာပေါ့နော်။တိတဲ့သူတွေကိုသူတို့လက်ဆောင်တွေပေးတယ်ပေါ့နော်။လက်ဆောင်ကပါလဲချောကလက်တို့မုန့်တထုပ်ပေါ့နော်လိုမျိုးပေါ့။ဥန်တီတလုံးပေါ့လိုမျိုး။ကျွန်တော်မင်းလိုက်တဲ့ချိန်မှာသူတို့ဖြေကြတယ်ဖြေကြတယ်။အော်ဒါမဟုတ်သေးဘူးမဟုတ်သေးဘူးပြောတယ်။နောက်ဆုံးတော့ကျွန်တော်ဘေးနားကဆရာတပါးကိုကျွန်တော်တငယ်ချင်းကိုကျွန်တော်သူ့ကိုပြောလိုက်တယ်။ အေးတင်ချင်းသူပြောတာကဒီဟာမဟုတ်ဘူးလားဒီချမ်းပိုက်ထက်ကမဟုတ်ဘူးလားလို့ကျွန်တော်ပြောလိုက်တော့မင်းတင်ထလေးပြောကြည့်လိုက်လေးမှန်လဲဘာဖြစ်တာလဲတဲ့ကျွန်တော်ထားကြည့်တော့ပြောလိုက်တော့အမင်းပြောတာမှန်တယ်ဆိုမှလက်ဆောင်လာယူလိုက်ပါဆိုမှဘုတ်ဖင်နှောင်းပေးလိုက်တယ်ဟာကျွန်တော်ဘာကိုတတိထားမိတာလဲဆိုတော့နောက်လာမဲ့တနင်းလာမနေ့ပြန်လို့မြို့မှာကျွန်တော်ဒီ exam ရှိတယ်ကျွန်တော်ဘုတ်ဖင်ဝယ်ဖို့ပတ်စံမရှိတော့ဒီမှာတိုက်တိုက်ဆိုင်ဆိုင်ပေါ့နော်လူလူအတွေးခေါ်နေလူ အမြင်နဲ့ကြည့်မယ်ပြောမယ်ဆိုလို့ရှိရင်ဒီဒါတိုက်ဆိုင်တာပေါ့နော်ဖေကကျွန်ကျွန်တော်တငယ်ချင်းတွေကလည်းပြောတယ်ဒါတိုက်ဆိုင်တာပဲပေါ့ဒါပေမဲ့ကျွန်တော်ရဲ့အသက်တာမှာကျတော့ပါလဲဆိုလို့ရှိရင်ဖခင်ရဲ့အကြံအစီကခုနကျွန်တော်ဖတ်တော့တဲ့ကျင်းစာလေးမှာဘေတော်မှာကျွန်တော်ယုံကြည်ကူးကွယ်တဲ့ဖခင်သခင်ကဘေတော်မှာမကောင်းတဲ့အရာနဲ့ကျွန်တော်တို့အတွက်ကိုအစစ်စစ်မရှိဘူးအကြံစီမရှိဘူးဖခင်သခင်အစစ်စစ်အကြံအစီတွေက ကောင်းတာဖြစ်ဖြစ်မကောင်းတာဖြစ်ဖြစ်ကျွန်တော်ကျမတို့အတွက်ဂျုံလာတဲ့အခါမှာကျွန်တော်ကျမတို့အကောင်းဆုံးဖရားပြင်ဆင်ပေးထားတဲ့အရာတွေဖြစ်တယ်ဆိုတာလေးကိုကျွန်တော်သဘောပေါက်သွားတယ်။ဒုတိယအနေနဲ့ဘာလဲဆိုတော့ကျွန်တော်2018မှာကျွန်တော်မန္တလေးမှာလှုပ်လှုပ်ခဲ့ကျွန်တော်လှုပ်လှုပ်တဲ့နေရာမှာကျွန်တော်မန္တလေးတက္ကသိုလ်မှာကျောင်းပြန်တက်ဖို့ကျွန်တော်ပြင်ဆင်ထားလိုက်တယ်။ပြင်ဆင်ထားလိုက်တော့ကျွန်တော်ဒီအာအာအာဘာလဲရည်ဖြည်ပေါ့နော်ចောင်းပြန်ဝင်ဖို့မာစတာတက်ဖို့ကျွန်တော်ရည်ဖြည်ဖြည်လိုက်တယ် ကျွန်တော်အောင်သွားတယ်ထုတ်ဖြစ်မှာအော်ရာထဲမှာဒီမှာပမောက်ခါတွေထိုင်တယ်ခလေးမှာပမောက်ခါချုပ်ထိုင်တယ်မျိုးသမီးပေါ့နော်တက်တော်ကြည့်ပြီကျွန်တော်ဝင်လိုက်တဲ့ခါမှာဒီပမောက်ခါတရုပ်ကကိုဟာကို introduce လုပ်ပါဦးလို့ကျွန်တော်ပြောလိုက်တယ်ကျွန်တော် introduce လုပ်လိုက်တယ်ကျွန်တော်နာမည်ရယ်ကျွန်တော်ဘေကနဲ့လာတယ်အခုဘာလုပ်နေတာလဲဆိုတော့ကျွန်တော် introduce လုပ်လိုက်တယ်လုပ်လိုက်တော့ပမောက်ပမောက်ပမောက်ခါချုပ်ကဘာပြောတာလဲဆိုလို့ရှင် Are you Christians? နင်ကခရိယန်လားဟုတ်တယ်လို့ကျွန်တော်ပြောလိုက်တယ် Are you from Chin? Yes, I am. နင်ကချင်းကနေလားလားလဲဟုတ်တယ်လို့ကျွန်တော်ပြော Are you from Hakka? Yes, you can go back. ကျွန်တော်ကိုမုံထုတ်သွားတာအုံထုတ်သွားတော့ကျွန်တော်တော်တော်ဟိုအာစိတ်နာတာပေါ့နော်ဝန်လင်းဝန်နေမိတယ်ဘာဖြစ်လို့ကျွန်တော်ခရိယန်ဖြစ်တဲ့အတွက်ကြောင့် ဘာဖြစ်လို့ကျွန်တော်ချင်းဖြစ်တဲ့အတွေ့အကြုံဘာဖြစ်လို့ဟာဖြစ်တဲ့အတွေ့အကြုံဘာဖြစ်လို့ကျွန်တော်ဗန်လင်းထံဖြစ်လို့ဘာဖြစ်လို့ကျွန်တော်ကိုမောင်းထုတ်တာလဲပေါ့နော်ကျွန်တော်တော်တော်ကိုခံပြင်းတယ်ဝန်လင်းနေတယ်နောက်တစ်ပတ်ကျွန်တော်ကျွန်တော်ရဲ့ယုံကိုယုံသွားတာလဲကျွန်တော်တတော်ဝန်နေတယ်စိတ်မပြိုတော့ဘူးပေါ့နော်ကျွန်တော်ရဲ့ဝန်ထမ်းတွေမှလည်းကျွန်တော်ရဲ့မျက်နှာဘယ်လိုပြတ်ရအောင်မလဲဆိုတာမျိုးကျွန်တော်မျက်နှာဘယ်လိုထားမလဲမဟုတ်ကျွန်တော်မသိတော့ဘူး ျွန်တော်တော်ခံပြင်းတယ်အာတပတ်နှစ်ပတ်ကျွန်တော်ထမင်းမစားနိုင်ဘူးကျွန်တော်ကရင်တငယ်ချင်းတယောက်ဒီဆရာဆုံးတာကေးလို့ကျွန်တော်ပြောတယ် तू อ่ะဆရာနဲ့ဒီဟာကတကယ်ဆိုလို့ရှင်လူမျိုးချင်းခွင့်ချတာဒါ discrimination မင်း report လုပ်တင်တယ်ပေါ့နော်လူမျိုးပြောတယ်ဒါပေမဲ့နောက်တပတ်နှစ်ပတ်ကြာတော့ကျွန်တော်ကဘာစဉ်းစားမြင်တာလဲဆိုတော့ဖခင်လူတော်မရှိလို့ဖြစ်မှာပေါ့ဖခင်ရဲ့အေဂျင်စီမဟုတ်လို့ဖြစ်မှာပေါ့ဆိုမှကိုဟာကိုလေးနှစ်သိမ့်တာ ဒီနေ့ဒါမဲ့တနေ့တော့ကျွန်တော်ယုံယုံမှာကျွန်တော်ယုံထိုင်တဲ့ချိန်မှာကျွန်တော်ကွန်ပျူတာဖွင့်ပြီးမှအီးမေးလ်ကိုကြည့်တဲ့ချိန်မှာအီးမေးလ်တစ်ဆောင်လေးဝင်လာယုံချုပ်ကနေဝင်လာတာရှိတယ်ကျွန်တော်ကြည့်လိုက်တဲ့ဖတ်လိုက်တဲ့ခါကျတော့အဲနယူးဇီလန်နိုင်ငံမှာဒီဒီဒီစကောလာရှစ်ကိုလျှောက်လို့ရတယ်အာလျှောက်နိုင်တဲ့သူတွေလျှောက်ပါဘောနော်ဒီဟာလေးဝင်လာတယ်ဝင်လာတဲ့ခါကျတော့ကျွန်တော်လျှောက်လိုက်တယ် ရှောက်လိုက်တော့တပတ်ကျန်တဲ့ခါကျတော့ scholarship ရတယ်ဆိုမှကျွန်တော်ပြောလာရောပြောလာတော့ကျွန်တော်အဆဆအယားယားပေါ့နော်ဒီ New Zealand က Messi တက္ကသိုလ်ကနေ University ကနေအကုန်လုံးသူတို့ပြင်ဆင်ပေးထားတယ်ကျွန်တော်တော့ရောအော်ကျွန်တော်ဘာတရီရမိတာလဲဆလို့ရှင်ကျွန်တော်တို့လူဒီကကိုယ့်ရဲ့ဘေးဘဝန်းကျင်က လူဒီကဘလောက်ပဲကြည့်ရကြည့်ရဘလောက်ပဲပြောပြောဖခင်ရဲ့အေဂျင်စီကကျွန်တော်တို့ခံစားနေတဲ့အရာထက် ာ၍ကြီးမြတ်ပြီးမှပူပြီးမှကောင်းတဲ့အရာကိုဖခင်ကကျွန်တော်တို့ကိုပြင်ဆင်ပေးထားတယ်ဒါဖခင်ရဲ့အကြံစီတွေပဲဆိုတာကိုကျွန်တော်နားလေသွားတယ်ဒါတော့ချစ်တော်မိတ်ဆွေရင်ကိုမောင်နှမတွေဒီမှာရှိတဲ့ယုံကြည်သူကိုမောင်နှမတွေကိုရဲ့ဘေပါဝန်းကျင်ကကိုရဲ့လူတွေကဘလောက်ပဲကဲ့ရဲ့ကဲ့ရဲ့ကျွန်တော်ခရိယံဖြစ်တဲ့အတွေ့အကြုံလားဒါမှမဟုတ်လို့ကျွန်တော်ကကရင်ဖြစ်လို့လားကျွန်တော်ကဗမာဖြစ်လို့လားကျွန်တော်ကကလားဖြစ်လို့လားဘာချင်းဖြစ်လို့လားဘာဖြစ်လို့လဲသူတို့ဘလောက်ပဲပြောပြော ဖျားအကျဉ်းစီရှိတယ်ဆိုတာလေးကိုကိုရတက်တာတိမှာခံယူဖူးလေးကျွန်တော်ခွန်အားပေးခြင်းနဲ့နောက်ဆုံးအနေနဲ့ခွန်အားပေးခြင်းတစ်ခုอ่ะပါလဲဆိုတော့ကျွန်တော်အလုပ်တွေကိုအကုန်လုံးထားခဲ့ပြီးမှဒီ US နိုင်ငံမှာသွားပြီးမှကျွန်တော်နှုတ်ကပတ်တော်ကိုဆက်သင်ယူမယ်ပညာဆက်ပြီးမှစီးပူးမယ်ဆိုမှပြန်လာလာလာတဲ့အချိန်မှာ ကျွန်တော်လူရဲ့အတွေ့အခေါ်နဲ့ထင်တာထက်တော်တော်လေးကိုအာဘယ်လိုပြောမလဲတခြားစီပေါ့နော်ကျွန်တော်ရှီတောင်အေရှားမှာကျွန်တော်နိုင်ငံဒီမှာကျတော့ဘတ်ကားတွေရှိတယ်တက္ကစီတွေရှိတယ်ရောက်ခါစားဆိုဒီမှာရောက်ခါစားဆိုတော့ဘာမှကျွန်တော်တက္ကစီလည်းမတွေ့ဘူးဘတ်ကားလည်းမတွေ့ဘူးရထားလည်းမတွေ့တော့ကိုကိုပိုင်ကားနဲ့အကုန်လုံးသွားကြတော့ကျွန်တော်တို့ကဘာမှမရှိတော့လေခက်ခဲတယ်ကျွန်တော်ရောက်တဲ့ချိန်မှာဒေါ်လာ900ရှိတယ် ဒီဒီဒီကန်တကီရောက်တဲ့အချိန်တနေ့တော့ကျွန်တော်မျိုးဒီမှာချီချီနဲ့တော့မယ်ဆိုတော့ပြောတော့ဟာဟုံးလေးဒီတီမဲနော်တင်လေးပါဖြစ်တာလေပေါ့နော်ဦးဟုံးလေးဟုံးလေးစပေါ့နော်ဝင်းမဲဒီတီမဲပေါ့ကိုရဲ့ငီကုံမောင်နှမတွေရှိပါတယ်ဒီမှာကိုရဲ့မျိုးတွေဆွေမျိုးတွေရှိပါ ဒါမဲ့သူတို့သူတို့ကလည်းကားတွေက23စီးရှိတဲ့သူတွေတပုံကြီးပဲအများကြီးပဲကျွန်တော်မျိုးသမီးကဘာပြောတာလဲဆိုတော့ကျွန်တော်သမီးနှစ်ယောက်စီပါကျွန်တော်ဆူတောင်းတဲ့ချိန်မှာညဆူတောင်းတဲ့ချိန်မှာကျွန်တော်ကားရှိဖို့ကိုဆူမတောင်းနဲ့ပေါ့နော်ဖခင်ကပြင်ဆင်ပေးဖို့ဆူတောင်းနဲ့ဟာထူဆန်းလိုက်တာဒီနေ့တော့အခုကျွန်တော်အင်္ဂလိပ်ဖခင်ကြောင့်သွားတဲ့နေရာလေးမှာ ျွန်တော်သွားတဲ့အချိန်မှာကျွန်တော်တငယ်ချင်းတရားပထမအချိန်ကျွန်တော်တွေ့တယ်တွေ့တဲ့စကားပြောတဲ့အချိန်ပြောပြောအဲတယောက်နဲ့တယောက်ပြောတဲ့ခါကျတော့ तू ကမလေးရှားမှာမရှင်နရီနဲ့နေဖူးတဲ့သူတယောက်ပေါ့နော်ဒါမကဘူးကျွန်တော်ရဲ့ယွာအာအဲ reverend nun mung ပေါ့နော်တိတ်ခတ်တော့ရ nun mung နဲ့ကျောင်းတူတူတက်ခဲ့ဖူးတဲ့သူဟာတတော်ထူးဆန်းသွားတာ တွေ့တွေ့ချင်းနဲ့ကျွန်တော်ကျွန်တော်ဒါနမုန်းကကျွန်တော်အဖေတို့နဲ့ဒီရွေတူလောက်ပေါ့နော်ဟာနမုန်းလည်းကြောင်းတက်ဖူးတယ်ဟုတ်တယ်အနမုန်းကကျွန်တော်ရဲ့ရောတာအထူးတူဟာကျွန်တော်တော်တော်ထူဆန်းတော့အောင်းအောသွားတာအိုးဒီမှာဖခင်ချင်းစီရှိတာပဲဆိုတာလေကျွန်တော်နားလေတယ်သူကဗာမင်းခဲ့တာလဲဆိုတော့ဗန်းနဲ့မင်းတို့ဒီရွေးနိုင်အခုဒီမှာရောက်တဲ့ခါကျတော့ဗာနဲ့သွားလာတာလဲတော့ပေါ့နော်ကားရီရှိလို့လားမင်းတို့ဖခင်ကြောင်းလာတာဘယ်လိုလာတာလဲတော့ ဩကျွန်တော်တငယ်ချင်းတွေကဒီလာပူပေးတယ်လာဂျူပေးတယ်ပေါ့နော်ဒီလူပဲခုချင်းတိတော့ဒီလူလေးနဲ့ပဲကျွန်တော်လာခဲ့တယ်ပေါ့နော်။သူကဘာလာပြောတာလဲဆိုတော့ကျွန်တော်မလေးရှားကနေဒီကင်တူကီကျွန်တော်အိုဟိုင်းအိုကိုပြန်လာတဲ့ချိန်မှာတငယ်ချင်းတွေကကျွန်တော်ကတစီပေးတာရှိတယ်အခုလည်းရှိကျွန်တော်လည်းတုံးနေတယ်ဦးမယ်ဒါပေမဲ့ကျွန်တော်မှတော့နှစီရှိတော့မင်းတို့တစီကိုမင်းတို့ကိုပေးလိုက်မယ်တဲ့ဟာဒီမှာကျွန်တော်ဘာတရီထားမိတာလဲဆိုတော့ ကျွန်တော်ကျမတို့ကဘလောက်ပဲခက်ခဲခက်ခဲဘလောက်ပဲဆင်းရဲဒုက္ခကြုံကြုံဖယားကိုကူးစားတယ်ဖယားစီမှာပဲခိုလုံနေတယ်ဆိုလို့ရှိရင်ဖယားကအရာခတ်တင်အလုံးကိုပြင်ဆင်ပေးထားတယ်ဆိုတာလေးကိုခွန်အပေးချင်တယ်ဒီနေ့ကျွန်တော်ကျမတို့ရဲ့အတ္တထဲမှာယုံကြည်သူတွေရဲ့အတ္တထဲမှာတစ်ခါတလေကျကျွန်တော်စိတ်ပူရာတွေပေါ့နော်တကယ်ဖြစ်နိုင်ပါမလားတကယ်အာ ဖြစ်ပါမလားပေါ့နော်ကျွန်တော်စိတ်ပူကြတယ်စူးရင်ကြတယ်ဒါမဲ့အခုနကျွန်တော်ဖတ်ထားတဲ့ကျမ်းပိုင်လေးမှာခုနဆာလန်ကျမ်းခန်းကြီး34မှာလဲဘုရားသခင်ကဘလောက်ကောင်းမြတ်တာလဲဆိုတော့ကိုဟာကိုလေးမီးဆန်းကြည့်ပါ taste that the law is good ဘလောက်ဘလောက်ကောင်းမြတ်တာလဲဆိုတော့ရေတွေးကြည့်လိုက်ကိုရဲ့တတထင်းမှာနော်ဆိုတော့ကျွန်တော်တို့ဂျုံနဲ့အရာအလုံးထင်းမှာ အကောင်းဆုံးကဖရားကကျွန်တော်ကျမတို့အတွက်ဂျန်စီပေးထားတဲ့အရာကကျွန်တော်ဂျူမမင်ပဲမဲ့ကျွန်တော်ကသူ့စီမှာခိုးလုံးပြမအသက်ရှင်နေဆိုလို့ရှင်ဖရားကုံလုံးပြင်ဆင်ပေးထားပါတယ်ကျွန်တော်ကျမတို့ဒီနေ့ကျွန်တော်တို့ဒီမှာရောက်လာတဲ့အခါမှာအလုံးမလုံးဘူးကျွန်တော်ကျွန်တော်ရဲ့ဒီငီကုမောင်နှမတွေကျွန်တော်ရဲ့အမျိုးတွေဆွေမျိုးတွေပေါ့နော်ဒါဆုံရင်ကြတယ်ပူပန်ကြတယ် သူကဖြီးရီပေးနိုင်ပါမလားပေါ့နော်အကြောင်းကားနဲ့မောင်းထုတ်မြက်ခံပါမလားပေါ့နော်သူတို့ဘလူအသက်ရှင်ကြမလဲဘလူနဲ့ထိုင်ကြမလဲလို့သူတို့ဆူရင်ကြတယ်ဒါမဲ့ဒီနေ့ဒီချိန်ထိမှာဘုရားကကျွန်တော်တို့ကိုတနည်းပူဆောင်ပေးပြီပေါ့နော်လှုပ်လည်းမလှုပ်ဘူးဒီမှာကျွန်တော်ဘာကိုသတိထားမိတာလဲဆိုတော့လူကူကူးစားတာထက်ဘုရားကူးကူးစားတာကပူကောင်းတယ်တာရွက်ကောင်းတယ်ဆိုတာကိုဘုရားသခင်ကကျွန်တော်တို့ရဲ့မိသားစုအထင်းမှာသူ့ကိုကူးစားတာဘလောက်ကောင်းမြတ်တာလဲဆိုတာကို ပူပြီးမှကျွန်တော်တို့ကိုမင်းဆန်းခိုင်းတယ်ဆိုတာကိုကျွန်တော်နားလည်သွားတယ်ကျွန်တော်ဖီပေးဖူတွေအာအင်ဟခပေါ့နော်အင်လခပေးဖူတွေပေါ့နော်ကျွန်တော်စဉ်းစားတယ်ခုနကပြောတဲ့ကားတွေပေါ့နော်ကျွန်တော်ကားတွေဘယ်လိုဝယ်မလဲပေါ့နော်ဒေါ်လာ2000 3000ပေါ့ကောင်းနေဖြစ်စေမကောင်းနေဖြစ်စေကုန်ရမယ်ကျွန်တော်အလုပ်လည်းမလုပ်ဘူးကျွန်တော်စဉ်းစားအိုးဘာလို့ကျွန်တော်ခွန်အားယူသွားတာလဲဆိုလို့ရှိရင်ဖခင်ရဲ့အေဂျင်စီထဲမှာကျွန်တော်ဂျမတို့ရဲ့အသက်တာထဲမှာ ဖရာဘလောက်ကောင်းမြတ်တာလဲဆိုတာကိုမင်းဆန်းဖို့ရန်အတွက်ဖရာသခင်ကကျွန်တော်တို့ကိုပူပြီးမှဒီမှာကျွန်တော်ရောက်လာတာ training ပေးတာပဲဆိုတာလေးကိုကျွန်တော်ပူပြီးမှတတိထားမိတယ်ပူပြီးမှခွန်အားယူမိတယ်ပေါ့နော်ဒါကြောင့်ဒီမှာရှိတဲ့ချီတူချီတုံးကြီးကိုမောင်နှမများကိုရဲ့တတားထဲမှာကိုရဲ့မိသားစုထဲမှာကိုရဲ့အစ်တော်ထဲမှာကိုရဲ့အလုပ်အလုပ်လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်ကိုဒီဘလောက်ပဲခက်ခဲဘလောက်ပဲကြုံကြုံဘလောက်ပဲဆင်းရဲဒုက္ခရှိပြဿနာတွေပေါင်းစုံတွေရှိပါစေ။ ဘုရားသာကိုလှုံခဲ့ပါဘုရား၌ကိုလှုံခြင်းသည်လူကူကူဆခြင်းထက်သာ၍ကောင်းတယ်ဘုရားရဲ့အေဂျင်စီကဘယ်တော့မှမကောင်းတဲ့အေဂျင်စီဘယ်တော့မှသူရဲ့တာသမီတွေပုံမှာမရှိပါဘူးကောင်းတဲ့အေဂျင်စီဒီအရာဒီကြီးပဲဘုရားကကျွန်တော်ကျမတို့ကိုပင်စင်ပေးထားပါတယ်ဆိုတာလေးကိုအာတည်တည်ခံရင်းနဲ့ဆုံးသက်လိုက်ပါတယ်ကျမတို့ရောက်ဆင်းဖြာကြီးကောင်းကြီးပေးပါစေ